စိတ်တော့ကကိုဖယ်ရှားခြင်းလောကလူတွေဟာတော့ကဖြစ်เสียရတယ်မဖြစ်ခင်ကလည်းจุတင်ပြီးတော့စိတ်တော့ကဖြစ်ကြတယ်ဖြစ်လာတဲ့အခါမှာလည်းပဲစိတ်တော့ကနဲ့ထွက်ပေါက်မရအောင် ဖြစ်နေတကြလူတွေဘာကြောင့်ဥပ္ပံစိတ်တွေဖြစ်နေကြတယ်လို့ဆိုရင် ပျက်စီးဆုံးရှုံးမှုနဲ့ကြုံတော့ကြုံတွေ့တော့မဲ့အခါမျိုးသို့မဟုတ်ကြုံတွေ့နေတဲ့အခါမျိုးမှာထိုကြုံတွေ့ခြင်းကြောင့်စိတ်တော့ကဖြစ်ကြတာအဲ့ဒီစိတ်တော့ကထွက်ပေါက်ရအောင်ရသဗျာရဲ့အဆုံးမတရားတော်လေးမှာရှင်းလင်းဖော်ပြထားတာဖြစ်တယ်။ဒါကြောင့်မို့လူတိုင်းလူတိုင်းဆိုတာတော့ကနဲ့မကင်းနိုင်ကြဘူး။ ောကဖြစ်လာလို့ရှင်မြည်တို့မြည်ပုံထို့တောကကလွတ်မြောက်အောင်ကြိုးစားအထုတ်နိုင်နေဆိုရက်ဤစနစ်ကို သိရှိနားလည်ထားဖို့လိုတယ်လူတွေရဲ့စိတ်ဟာစိတ်လှုပ်ရှားမှု ရှိတယ်လို့ပူပန်မှုတွေလည်းရှိတတ်တယ်ပေါ့လူတခုပူမှုရတဲ့ဆယ်ကလေးဆိုရက်အစိုးတိုင်းပဲလူတွေဟာစိတ်ပူလောင်မှုနဲ့နေထိုင်ကြတာဖြစ်လို့ ရသော်ဘုရားရဲ့အဆုံးအမတရားတော်တွေဟာထိုပူလောင်မှုတွေကိုတက်တာပြီးနောက်ဆုံးမှလုံးဝကြုံလွားနိုင်တဲ့အစဉ်မျိုးရောက်သည့်ထီအောင်ဟောကြားဆုံးဝခဲ့တာထင်ရှားတယ်ရသော်ဘုရားဟောတဲ့တရားတော်တွေထဲမှာတောကပရိဒေဝနံသမတိကမာယဥပန်တောက စိတ်တောကတွေလွန်မြောက်ဖို့အတွက်စိတ်တောကမထိန်နိုင်လို့ မိုးကြွေးရတဲ့ပင်မဆင်းရဲမှုတွေကိုလွန်မြောက်နိုင်ဖို့အတွက်တခုရီသောနိလန်ဆိုတာကိုရသော်ဗျာတတိပဌံတုံးမှာဟောကြားထားတာဖြစ်အဲ့ဒီနီးစနစ်ကို လိုက်နာချက်သုံးခြင်းမပြုတ်နိုင်ဘူးဆိုရင်တောကရဲ့ထွက်ပေါက်ကိုရှာတွေ့ကြမှာမဟုတ်ဘူးဘုရား။ဒါကြောင့်လူတိုင်းလူတိုင်းဟာစိတ်ပူတယ်ဆိုတာရှိတယ် စိတ်ပူတယ်စိုးရိမ်တယ်ဆိုတဲ့သောကဆိုတဲ့တရားဟာဘာကြောင့်ဖြစ်တယ်လဲလို့ဆိုရင် အခြေခံအပြည့်ပြောမယ်ဆိုရင်ပေမတောစာယတိသောကချစ်ခင်မှုကိုအကြောင်းပြုပြီးတော့သောကဆိုတာဖြစ်တယ်ကာမတောစာယတိသောကလူချင်းစရာအာယုံကိုလူချင်းမှုကိုအကြောင်းပြုပြီးစိတ်သောကဖြစ်တယ်တဏှာယစာယတိသောကော တဏှာကြောင့်လည်းစိတ်တော့ကဖြစ်တယ်လို့အနိကအကြောင်းတရားတွေကိုမြတ်စွာဘုရား ဟောကြားညွှန်ပြခဲ့တာဖြစ်တယ်။လူတွေဟာတွေ့တာမှုမကင်းတာအတွက်စိတ်တော့ကရောက်ကြတယ်။အဲ့ဒီရောက်ရှိလာတဲ့စိတ်တော့ကကိုမြည်တို့မြည်ပုံဖယ်ရှားပြရမယ်ဆိုတဲ့ဤစနစ်ကိုသိအောင်ကြိုးစားခြင်းဟာတရားကိုကျင့်ခြင်းပဲဖြစ်တယ်ပေါ့ တရားကိုကြင်ကြံကြိုးကိုအထုတ်တဲ့အခါမှာမှန်ကန်တဲ့အတွေးနဲ့မှန်ကန်တဲ့စိတ်နေသဘောထားတွေဟာများစွာအထောက်အကူပြုတယ်အေတောကဆိုတာဖြစ်တဲ့အခါမှာဘာကြောင့်ဖြစ်တုံးဆိုလို့ရှိရင်ပြတနာတရား၅ပါးဆိုတဲ့ပျက်စီးဆုံးရှုံးမှုနဲ့ကြုံတော့မဲ့အနေထားကြုံမာကိုကြောက်ရွံ့ပြီးတော့လည်းတောကဖြစ်တယ် မကြုံသေးခင်ကြုံမှတွေးပြီးတော့လဲစိတ်ပူတတ်တယ်ကြုံနေတဲ့အခါမှလည်းပဲစိတ်ပူတတ်တယ်ကြုံပြီးသွားတဲ့နောက်မှလည်းပဲစိတ်ပူလောင်တတ်တယ်ဘုအဲ့ဒီစိတ်ပူမှုတောကလေးဟာစင်ញံတုံတရားနဲ့ဖယ်ရှားပြစ်လို့လည်းရနိုင်တယ်ဘုမြတ်စွာဘုရားမပွင့်ခင်ကပညာရှိသူတော်ကောင်းတွေဟာတောကကိုဖယ်ရှားတဲ့နည်းနဲ့ရှင်တဲ့ပူလောင်မှုတွေကိုရှင်းပြနိုင်ကြတယ် သို့သောတခဏမြတာတောကကိုရှင်းနိုင်ရတော့လေသာဝရစိတ်แท้ကနေရှင်းထုတ်နိုင်ခြင်းမရှိဘူးသာဝရရှင်းထုတ်နိုင်တဲ့ဤစနစ်ကိုမြတ်စွာဘုရားပွင့်မှသာဟောကြားဆုံးမှမှသိရတာဖြစ်တယ်ဗောပညာရှိသူတော်ကောင်းတွေဟာတောကဖြစ်เสียနဲ့ဂျုံလာလို့ရှိရင်မှန်ကန်တဲ့အတွေးနဲ့စဉ်းစားဆင်ခြင်ပြီးတောကကိုရှင်းကြတာဖြစ်တယ် ေအထူးသဖြင့်သောကဖြစ်တယ်ဆိုတာဘုရားသနာတရားနဲ့ကြုံတွေ့တော့မယ်ဆိုတဲ့အချိန်ခါရဲ့ဘုရားသနာတရားနဲ့ကြုံတွေ့နေပြီဆိုတဲ့အခါမှာရဲ့စိတ်သောကဖြစ်ကြစိတ်ပူလောင်မှုတွေဆိုရင်စိတ်တွေဖြစ်ကြအဲဒီတော့ဘုရားသနာတရား၅ပါးဆိုတာဘာကိုပြောတာလဲဘုရားသနာဆိုတာပျက်စီးဆုံးရှုံးခြင်း ပျက်စီးဆုံးရှုံးမှုဆိုတာနမတိကညာတိပြတနာမိမိအာကိုမြင်လို့ရတဲ့ဆွေတွေမျိုးတွေတဲကပျက်စီးဆုံးရှုံးသွားမှုညာတိပြတနာဆွေတွေမျိုးတွေပျက်စီးဆုံးရှုံးမှုဒီလိုဆွေမျိုးသားချင်းတွေပျက်စီးဆုံးရှုံးမှုများဟာလောကမှာရှိတဲ့လူတိုင်းလူတိုင်းကြုံရမယ့်အနေအထားတစ်ခုပဲရှိတယ်ထို့သောကြုံလာပြီဆိုလို့ရှိရင် စိတ်တော့ကကိုထိ ंछ ုံနိုင်ဖို့ဘုရားမအရေးကြီးဒီရသဗျာမပွင့်ခင်မှာဆိုရင်တော့စိတ်တော့ကကိုထိ ंछ ိန်ထိ ंछ ုံတာဟာမှန်ကန်တဲ့အတွေးနဲ့ထိ ंछ ုံလို့ရရသဗျာကိုရောတိုင်းဒီပင်လေညာတိပြဒနာဆိုတာနဲ့ကြုံတွေ့ခဲ့ရဘူးလေပေါ့မဟာနာမင်းကြီးရဲ့ သမီးကနေမွေးဖွားတဲ့ကောသလမင်းကြီးနဲ့ဝါသဘခတ္တရာတို့ကမွေးဖွားလာတဲ့ဝိထတုပမင်းဟာဆိုတာရှိဝိထတုပမင်းသားဟာကောသတက်ကတိုင်းကပိလဝုကိုသွားရောက်လက်ပတ်တဲ့အချိန်မှာသူ့ပေါ်မှာဆက်ဆံမှုတွေနဲ့ပတ်သက်ပြီးတော့မကြည်မနှက်ဖြစ်လာသူရဲ့မကြည်မနှက် ရံညောဟာဗုဒ္ဓမကြီးမလို့တိုက်ခွေမင်းနေကိုရံရှာပြီးမြို့တုံးအောင်တပ်ပစ်ဖို့စိတ်ထဲမှာစွဲနေတဲ့ပုဂ္ဂိုလ်သူရသော်ဗျာလည်းတက်တော်80အရွယ်ရောက်ပြီးကောသလမင်းကြီးလည်းတက်တော်80အရွယ်ရောက်တဲ့အချိန်မေရာလူပဆိုတဲ့ဏိကုံးမှာရသော်ဗျာသတင်းသုံးနေတဲ့အချိန် ကောသရမင်းကြီးလာရောက်တွေ့ဆုံပြီးဖះနဲ့စကားပြောနေတော့ဒီကကာလဆိုရက်စစ်သူကြီးကဥဆောင်ပြီးတော့ဘုရင်ကြီးကိုအာနာသိမ့်လိုက်တယ်ပေါ့အဲ့ဒီကအာနာသိမ့်ပြီးမင်းသားဝိတ္တုပကိုနမ်းမြောက်လိုက်အဲ့ဒီအချိန်မှာဝိတ္တုပသူ့ရဲ့ရံညိုးတွေကလေသာခြေကို ။အဲဒီမင်းတွေကိုမျိုးတုံတပ်ဖြတ်မှုလုပ်ဖို့ကြိုးစားလာ။အဲဒီလိုကြိုးစားတဲ့အခါမြတ်စွာဘုရားကနှစ်ကြိမ်တိုင်တိုင်ကြွပြီးတော့ပရိယေနဲ့မြတ်စွာဘုရားဆွေတွေမျိုးတွေကာကွယ်ပေးတော်မူခဲ့။သို့တော့တာဂွေမင်းသားတွေတာဂွေလူမျိုးတွေကလည်းတစ်ချိန်တုန်းက စုပေါင်းပြီးတော့မကောင်းမှုအကုသိုလ်တွေလုပ်ခဲ့တာဖြစ်တယ်။အဲ့ဒီအကုသိုလ်ကံရဲ့အကျိုးကိုတော့ရသဗျာကိုယ်တိုင်ကလည်းတားဖို့မဖြစ်နိုင်ဘူး။ဒါကြောင့်မို့ရသဗျာဥပိ္ပခရှုလိုက်ဒီချိန်မှာဝိတတုပဆိုတဲ့ကောသလမင်းဟာသာဂဝိနုရဲ့တက်ကတိုင်းကိုဝင်ရောက်ချူးကျော်တိုက်ခိုက်ပြီးတော့သာဂဝိနီမျိုးတုံးအောင်တတ်ပစ်ခဲ့တယ် မြတ်စွာဘုရားတတ်တော်ရှင်ရှာရှိနေတဲ့အချိန်တိုင်ကွေမင်းကြီးအများပြားလာတဲ့တိုင်ကွေမင်းကြီးဟာဝိတ္တူပါရဲ့ကျူးကျော်စစ်မှာတပ်ပွဲအသက်ခံလရဖြစ်တယ်ပေါ့အဲဒီလိုသက်ခံရတာဟာတာမန်ပုဂ္ဂိုလ်တွေဆိုရင်ညာတိပြတနာလို့ခေါ်တယ်ဆွေဒီမျိုးတွေရဲ့ပျက်စီးမှုနဲ့ကြုံတဲ့အခါစိတ်သောကတွေဖြစ်ကြတယ်ရသဗျာတခင်ကိုရမြတ်ကတော့ဓမ္မတံဝေကလို့ခေါ်တယ် လောကကြီးရဲ့သဘာဝကိုဆင်ញင်သိသာပြီးသင်္ခါရရဲ့ပေါ်မှာရှေ့ယွညင်းလို့ဆိုတဲ့ပတ္တပအတိဉဏ်ဖြင့်စဉ်းစားဆင်ញင်ပြီးတော့လောကရဲ့သဘာဝကိုဆင်ញင်စဉ်းစားပြီးတံဝေက ဖြစ်တော်မူတာသာရှိတယ်။တောကဆိုတာမဖြစ်ခဲ့ဘူးပေါ့။အေးလောကလူတွေဟာဆွေနဲ့မျိုးနဲ့နေကြတာဖြစ်တော့မိမိတို့ရဲ့ဆွေမျိုးမိဘအတိုင်းဝိုင်းမှာ ပစ္စည်းဆုံးရှုံးမှုနဲ့ကြုံပြီဆိုလို့ရှင်တောကဖြစ်လာကြတောကကိုမထိနိုင်တဲ့အခါမှာပရိဒေဝဆိုပြီးငိုယုံမှုတွေဖြစ်ကြတာ